မိထီလာကစတုသားစားသူများဘုံမလို့နဲ့ကျွန်တော်ဘုံမလဲဟိုကဘုံမလဲပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲမိထီလာဟာစစ်တပ်ကခိုင်းနိုင်ဘူးတဲ့အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်းစိမ့်တရဘူးစိမ့်သူတို့ရဲ့ဘူမိနဲ့တန်ဒေတာပါအာနာသိန်းစစ်တပ်ကလည်းအမာခံသူတို့ရဲ့နယ်မြေလို့အပိုင်ပြတ်ထားသလိုစစ်တပ်ထောက်ခံသူတွေလည်းအများပြားရှိတယ် အာနာရှင်စနစ်စန့်ကျင်သူတွေဟာမိထီလာမှာအတော်လေးယုံကန်ရတယ်မကြာခဏလဲဖန်းစည်းခံရတယ်အာနာသိစစ်တဲ့အတွက်ထောက်တိုင်တစ်ခုဖြစ်တဲ့ပြည်သူစစ်ခေါ်တဲ့ပြူစောထီးတွေကလည်းအင်မတန်အားကောင်းလာပါတယ်မိထီလာကပြည်သူစစ်ခေါ်ပြူစောထီးတွေအကြောင်းပြောကြပြီးဆိုရင်ပြူကောင်းဆောင်ဆိုယူထုံးကိုခြံထားလို့မရဘူး ဇော်ယူထွန်းဟာမိထီလာက နမဲကျော်ပြူကောင်းဆောင်တယောက်ပါဇော်ယူထွန်းဟာစစ်တပ်မှာတတတူတကြက်တကြက်တကြက်ကြီးအုတ်ခွဲတကြက်ကြီးစားရရာဒူးတွေနဲ့ဆယ်သုံးနှစ်နီးပါးဖြတ်တန်းခဲ့ဘူးလေလို့သိရတယ်။စေးကြပြီးထွက်လာရတဲ့ဇော်ယူထွန်းဟာစစ်တပ်ကိုအင်မတန်ချစ်သူလို့မိထီလာမျိုးခံတွေကပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင်ကလည်းစစ်တပ်အတွက် လော်ဘီလုပ်ပေးခဲ့တယ်။မတ်တကဖွဲ့မှလည်းပါဝင်ခဲ့ပြီးမဟာတပ်ဖွဲ့တွေစစ်တပ်ထောက်ခံပွဲတွေကိုဥဆောင်လုပ်ကိုယ်တိုင်ဟောပြောခဲ့သူလို့မြို့ခံတွေကပြောတယ်။မိထီလာမှာပြည်သူစစ်အဖွဲ့ဖွဲ့စည်းဖို့မမတာဖုန်ကြီးတွေနဲ့ပေါင်းပြီးစစ်တပ်ထဲဝင်ထွက်ရင်းနဲ့အဖွဲ့လဲဖွဲ့ခွင့်ရတော့ဇော်ယူထွန်းဟာခေါင်းဆောင်ပိုင်းမိရရခဲ့တယ်လို့မြို့ခံတွေကပြောတယ်။ထီလာမှာ ပသက်စီဖွဲ့စည်းနိုင်ရန်အတွက်စာရေးသူထံသို့တက်ကြွစွာလာရောက်လျှောက်ထားခဲ့သူစာရေးသူကိုယ်တိုင်တိုင်းပသက်စာဌာနေုံထိလိုက်ပါဆောင်ရွက်ပြုလုပ်ပေးခဲ့ခြင်းဖြင့်ထီလာပသက်စီအဖွဲ့ကြီးကိုဖွဲ့စည်းတည်ထောင်နိုင်ခဲ့သူလို့ မိထီလာကမပတာအတွင်းရမူဟောင်းဖုန်ကြီးတပါးကဆိုပါတယ်အဲ့ဒီလိုစစ်တပ်အတွက်တက်တက်ကြွကြွလုပ်ခဲ့တဲ့စော်ယူထုံးကိုပြီးခဲ့တဲ့မေလ15ရက်နေ့ကစစ်တပ်ကပဲလာဖမ်းသွားပါတော့တယ်မြို့ခံတွေနားမလည်ကြတော့ဘူးဘလို့ဖြစ်တာလဲပေါ့စစ်တပ်ကစော်ယူထုံးကိုဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီးနိုင်ငံတော်တည်ငြိမ်ရေးကိုထိပါစေတာတွေ Facebook လူမှုကွန်ရက်ကနေရေးသားလှုပ်ဆော်ဝါဒဖြန့်နေလို့ရဲစခန်းမှာအရေးယူထားတယ်လို့စစ်ကောင် ပြီးခဲ့တဲ့မေလ73ရက်နေ့ကသူတင်ခဲ့တဲ့ပို့တစ်ခုနဲ့ဆွဲတာလို့သူနဲ့ရင်းနှီးသူတွေကဆိုပါတယ်သူတင်ခဲ့တာကတော့စစ်မှုထမ်းကိစ္စမှာစစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေကငွေယူတာတွေနဲ့ပတ်သက်ပြီးရေးခဲ့တာပါဒါပေမဲ့အဲ့ဒီပို့ဟာတရားစွဲတင်ဖမ်းဆီးလို့ရအောင်တမင်ဆွဲဆိုခဲ့တာဒါဖြစ်ပြီးဖမ်းဆီးရတဲ့တကယ်အကြောင်းရင်းကိုဇော်ယူထုံးထောက်ခံသူတွေကထုတ်ပြကြပါတယ် အဲ့ဒါကတော့ဇော်ယူထွန်းတို့ပြူစောတိအဖွဲ့တွေတာဝန်ကျတဲ့မိထီလာတိုးဂိတ်မှာပြဿနာကဆလာပါတိုးဂိတ်မှာကားတွေကိုဇော်ယူထွန်းတို့ကမှန်ချခိုင်းပါတယ်အဲ့ဒီမှာအီဒီဘန်ကားနဲ့လာတဲ့ကားတစီးကမှန်မချလို့ဇော်ယူထွန်းတို့ကမှန်ချခိုင်းနေကအဘော်ကလည်းသူကပုံမှုနဲ့မှန်မချဘူးပြောတယ် အဲ့ဒီမှာပြဿနာတက်ကြတာပါဇော်ယူထွန်းတို့အဖွဲ့တွေဖြန့်နေတဲ့ရုပ်တံရကားပေါ်ပါလာတာမလိုက်မျိုးနယ်စစ်ကောင်စီရဲ့မျိုးနယ်စီမံအဖွဲ့ကဘုံမှုဝီဖြိုးလို့တီးရတယ်တနက်ခါကြားချိန်ထားတဲ့ဘုံမှုဆိုတဲ့လူကသူ့ကားကိုပြည်သူစစ်စစ်ကမှန်ချခိုင်းလို့ဒေါသတွေထွက်နေပြီးမကြာခဏလဲဆဲဆိုတယ် ဇော်ယူထုံးကိုလည်းလက်ညှိုးတထိုးထိုးနဲ့မင်းပါကောင်လဲဆိုပြီးပြောတယ်မျက်လုံးပြူးမျက်စံပြူးနဲ့အခိုးထွက်မတက်ကြည့်နေတယ်မလိုက်တနယ်လုံးအုပ်ချုပ်နေတာဆိုပြီးလဲဘုံမူးကပြောတယ်မင်းတော်ဝင်ရှိတာဒီကိတ်လေးတကိတ်ပဲရှိတယ်လို့ဘုံမူးကပြောတော့ဇော်ယူထုံးကမိထီလာတစ်မျိုးလုံးတော်ဝင်ရှိတယ်လူပြန်ပြောတယ်ဘုံမူဆိုသူကခါကြကတနက်နေရာကိုလည်းမကြခဏကိုင်းနေဘုံမူကတနက်ကိုစပွဲပေါ်ဆောင်းချရင်လာလာကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းကြည့်စိုးဆက်ကတော့လောက်တော့ဟဲ့ စစ်သားစစ်တွေပါလို့နေတယ်ပြောရင်လာလာကြည့်သေးပြည်သူစစ်ကဒီလိုလောက်တာလို့မခံမရက်မရက်နိုင်ပြောတယ်ပြီးတော့တနက်နေ့ပါစော်ယူထုံးကိုကောက်ချိန်လိုက်ပါသေးတယ်ဘေးနာကလူမင်းတို့ကောင်တွေကြည်ကြည်နေတာစောက်ပါကလာလာဝရဲမအေရီလို့ထပ်ပြောတယ်စော်ယူထုံးကအကုန်လုံးကိုပြောတာဖြစ်ကြောင်းရှင်းပြတော့ဘုံခွဲချလိုက်မယ်လို့ထက်ချင်းချောက်ပြန်ပါတယ်စော်ယူထုံးကလည်းပြူစောတိဆိုပေးမဲမခေပါဘူးတာဝန်ဆိုတဲ့စကားကိုမနှံ့ရွတ်တယ်လို့ပြောပြီးဘိုးကြီးဆိုသူကိုပြန်អော်ပါတယ် ခမရလဲပညာတတ်ကျွန်တော်လဲပညာတတ်လို့ဆိုပါသေးတယ်။ဘုံမလဲဘုံမလဲဟိုကဘုံမလဲပညာတယ်ပဲကျွန်တော်လဲပညာတယ်ပဲ။ဘယ်ဘယ်တက်ကတက်တာငါသိတယ်။ဘယ်တက်ကတက်တာ။နောက်တော့ဇော်ယူထွန်းကသူ့ဝဆိုတဲ့စီအကြောင်းစုံရှင်းပြပြီးတော့ရိုက်နေတဲ့ဖုန်းကိုဘုံမှုဆိုတဲ့လူကပိတ်ခိုင်းလိုက်ပါတော့တယ်။အဲ့ဒီဖြစ်စုဗီဒီယိုကိုကြည့်ပြီးပြည်သူတို့ကတော့ကိကပ်ပြူတွေကပြည်သူဆိုရင်နေရာမှာတင်ပြတ်တတ်မယ်ထင်တယ်လို့မှတ်ချက်ပြုပါတယ်။အဲ့ဒီဖြစ်ဆက်ဟာ ဘယ်တော့မှဖြစ်ပွားခဲ့တယ်ဆိုတာမသိရပေမဲ့ဇော်ယူထွန်းရဲ့ဇာယူထွန်း Facebook အကောင့်ကနေအဲ့ဒီရုပ်တံတွေကအကြောင်းအရာတချို့ကိုမလ30ရက်နေ့ကတင်ခဲ့ဘူးလားတွေ့ရပါတယ်မေလာ15ရက်နေ့မှာတော့ဇော်ယူထွန်းကိုတူတာဝင်ကြတဲ့မိချီလာတိုးကိမှာပဲစစ်တပ်ကလာဖမ်းသွားပါတော့တယ် ဇော်ယူထုံဖန်းစည်းခံလိုက်ရတော့မိတိလာနယ်ကပြည်သူစစ်တွေမပတ်တာတွေမခံမရနိုင်ဖြစ်ကြတယ်။ We stand with ဇော်ယူထုံတွေဖြစ်ကုန်တယ်။ဇော်ယူထုံဟာမိတိလာမှာပြည်သူစစ်ခုပြူစော်တီဖွဲ့ဖို့တက်ကြွခဲ့သူဖြစ်တာကြောင့်ပတ်တာဖွဲ့ဖို့သူကိုယ်တိုင်ပတ်အပ်ထားနေုံအထိလိုက်ပူပေးခဲ့ရတယ်လို့မပတ်တာအတွင်ရင်မှုဖုန်းကြီးကရေးသားပါတယ်။ဇော်ယူထုံဟာစစ်တပ်အာဏာသိမ်းပြီးနောက်မိတိလာနယ်အတွင်းမှာ PDF တွေကိုစစ်တပ်နဲ့ပေါင်းပြီး15ဦးထက်မနည်းကိုရင်လိုက်ပါဖမ်းဆီးပေးခဲ့သူလို့မပတ်ကဖုန်းကြီးကဆိုပါတယ်။ဇော်ယူထွန်းဟာပတ္တာအဖွဲ့ကြီးမှာခေါင်းပေါင်းအနေနဲ့အလုပ်တကယ်လုပ်ခဲ့သူဖြစ်ပြီးဇော်ယူထွန်းကိုဖမ်းဆီးလိုက်တာဟာမိထီလာပြည်သူစစ်အဖွဲ့ဖွဲ့စည်းပုံပြပြပြီးစစ်တပ်အတွက်အင်အားတရရောင်းနေသွားမယ်လို့မပတ်ကဖုန်းကြီးကဆိုပြန်ပါတယ်။အခုလိုစက်တူသားစားပြီးဇော်ယူထွန်းကိုဖမ်းဆီးလိုက်သူတွေကိုဗမော်တို့ရခိုင်တို့ပိုးတင်တယ်လို့မပတ်ကဖုန်းကြီးကရေးသားပါတယ်။ ။တရက်သားဖြစ်သွားပေမဲ့တခါဆိုခဲ့ဘူးတဲ့တစ္ဆာတရားကတည်သည့်တိုင်အောင်ကိုနဲ့အတူပါသွားမဲ့အရာပါလို့ဖြစ်အန်စီခံရတဲ့ဆိုယူထုံးကအဖမ်းမခံရမီကသူ့ Facebook လူမှုကွန်ရက်ကနေဆိုပါတယ်တကယ်တော့အာနာလူစစ်တရန်ကားတဲ့ခင်မှာစစ်တက်ကိုချစ်ဟန်ပြစစ်တက်ကိုကပ်ပြီးပြည်သူတွေကိုအာနာပါဝါရီပြခိနှိတ်ခဲ့သူတွေတဲကတူဦးဖြစ်ပါတယ် တကယ်တော့နှစ်ကောင်လုံးကဘယ်ပြည်သူကိုမှကောင်းကျိုးမပေးဘူးဘယ်နိုင်ငံမှာမှမရှိတဲ့စီကံထုတ်ပြည်သူကိုနှိတ်ကုတ်နေကြတာလို့ပြည်သူတူဦးကမှတ်ချက်ပြုပါတယ်အခုတော့သူချစ်တဲ့စစ်တပ်ကပဲသူ့ကိုပြန်ဖန်သွားပါပြီစစ်မှုထမ်းခေါ်လို့ထွက်ပြေးကြရသူတွေနိုင်ငံရေးလှုပ်လို့ပြေးကြရသူတွေကိုမိထီလာထွက်တိုးကိတ်မှာသူဖမ်းခဲ့တယ်လို့ပဲသူ့ကိုလည်းအဲ့ဒီတိုးကိတ်မှာပဲစစ်တပ်ကပြန်ဖန်သွားခဲ့တာပါသူဝစ်လေတာသူများတွေကိုဖမ်းခဲ့လို့သူပြန်ဖမ်းခံရတာလို့မိထီလာဒေတာခန္တူကပြောလိုက်ပါတယ်